အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့999 Burmese USA News YouTube Channel ကနေပြန်လည်ကြိုဆိုပါရစေကျွန်တော်ကတော့ Mr. Nine ဖြစ်ပါတယ် America နဲ့မြန်မာအင်္ဂလိပ်ဘာသာပြန် Certified Interpreter တယောက်ဖြစ်ပါတယ်ဒီကနေ့ကျွန်တော်ဘာသာပြန်တင်ဆက်ပေးသွားမယ့်သတင်းကတော့ Florida ပြည်နယ်ကတော့ Los Angeles လို့အကြမ်းဖက်ကန့်ကွက်လာရင်တေအောင်တက်ပြက်မယ်မိသားစုကအလောင်းလာကောက်လို့သဘုံတွေကိုကြေညာလိုက်ပြီဆိုတဲ့သတင်းပဲဖြစ်ပါတယ် သတင်းအဖြစ်ဆောင်ကတော့ ABC News ကဂျွန်လ14 2025မှာတင်ဆက်သွားတာကတော့အရန်ကိုရှင်းလင်းတိုးတောင်းပြီးပြတ်သားလွန်းလာကြောင်းဟာကနေဖြစ်သွားပြီးလက်ဖျားတွေတောင်အေးဆက်သွားရပါတယ်ဗီဒီယိုမှာတေချာနားထောင်ရင်းသတင်းတောက်တယောက်စီကတော့ဟာဆိုပြီးပါဇက်အဟောင်းသားဖြစ်သွားတဲ့အတံမှာကြားရမှာပါအနေကဖလော်ရီဒါပြည်နယ်မှာသတင်းစာရှင်းလင်းပွဲတစ်ခုပြုလုပ်ပါတယ်။အဲ့ဒီမှာဖလော်ရီဒါပြည်နယ်ရဲအင်အားရှိချုပ်ကပြောသွားတာကတော့အယ်လီက ုံစံမျိုး Florida မှာလာလောက်ကြပြီးတော့ plate အဖွဲဒါမှမဟုတ် ice ဒါမှမဟုတ် sit up ဒါမှမဟုတ်အဒီကယုံ နေနေရေးတော်ဝင်ထမ်းဆောင်နေသူတွေကိုဂဲတွေနဲ့ပေါက်မီရှူမီပန်းတွေနဲ့ပြစ်တနန်းနဲ့ချိန်တာတွေလုတ်ခဲ့ရင်ငါတို့ရဲ့ plate အဖွဲကမင်းတို့ရဲ့မိသားစုကိုအကြောင်းကြားမှာကတော့မင်းတို့လူရဲ့ကြံခဲ့တဲ့ခန္ဓာကိုယ်အစိတ်အပိုင်းတွေလာကောက်ပါလို့ပါပဲဘာလို့လဲဆိုရင်တော့အဲ့ဒီသူကိုငါတို့ ်တင်ချိုင်းကုန်းရောက်တဲ့အထိတေအောင်အသေးတတ်မှာမဟုတ်လို့ပါပဲအယ်လီကလိုမျိုးငါတို့ကစော့ကစားမှာမဟုတ်ဘူးဒီပုံကံမှုကိုရမှဖြစ်မယ်လို့ပြောသွားပါတယ်ဗီဒီယိုမှာတစ်ချက်ကြည့်ပါ Good morning, everybody. If you throw a brick, a firebomb, or point a gun at one of our deputies, we will be notifying your family where to collect your remains at because we will kill you graveyard dead. We're not going to play. this has got to stop ပြီးတော့လေအဲ့ဒီရဲရှာရှိတုတ်ကပဲငင်းချမ်းစွာဆန္ဒပြရင်ပြကျန်းလာပြီဆိုရင်တော့ထောင်ထဲသွားရမယ်ကားလမ်းတွေပိတ်ရင် ကားသွားမရအောင် လုပ်တာတွေလုပ်ရင် ထောင်ထဲသွားရမယ်ဖမ်းတဲ့အခါမှာငင်းတာမှာတော့မဟုတ်ဘူးကြမ်းကြမ်းတမ်းတမ်းဖမ်းခံရမှာဖြစ်တယ်မောင်းနှင်လာတဲ့ပလိတ်ကားကိုရှေ့ကပိတ်ဆိုပြီးရက်နေတာတွေလုပ်ရင်တိုက်ချပြီးဆက်မောင်းသွားမှာဖြစ်တယ် မင်းရဲ့ခန္ဓာကိုယ်ကိုမိသားစုကလမ်းဘေးမှာလာကောက်ရမယ်။ငါတို့ပလိတ်အဖွဲကိုစရွေးထွေးရင်ဆေးရုံကိုတခါတည်းအရောက်ပို့ပေးမယ်။ပြီးရင်ထောင်ထဲသွားရမယ်။ပလိတ်ကိုထိုးရင် ရိုက်ပုတ်ကန်ကြောက်ဆေးရည်တိုင်းထွာမှုတွေလုပ်ရင်ဆေးရုံရောက်မယ်။ပြီးရင်ထုံကြမယ်။ပြီးရင်ငါတို့ပလိတ်အဖွဲက လက်သက်မွေးထားတဲ့လူစိုးထိန်စစ်ခွေးလှလှတွေကိုကြိုက်ခိုင်းမယ်လို့ပြောပြီးတော့အဲ့ဒီအတိုင်းလုတ်ပိုင်ခွင်းတွေကို ဖလော်ရီဒါပြည်နယ်တစ်ခုလုံးမှာရှိတဲ့ပလေးအဖွဲတွေကိုရော ICE အဖွဲနဲ့အဒီကယုံနှိမ်နှင်းရေးအဖွဲတွေကိုပါမှားထားကြောင်းပြောသွားခဲ့ပါတယ်အခုဒုတိယမြောက်ဗီဒီယိုလေးကိုကြည့်ပါခင်ဗျာ If you block an intersection or a roadway in Brevard County you are going to jail If you flee arrest you're going to go to jail tight because we are going to run you down and put you in jail If you try to mob rule a car in Brevard County gathering around it, refusing to let the driver leave. In our county, you're most likely going to get run over and dragged across the street. If you spit on us, you're going to the hospital and in jail. If you hit one of us, you're going to the hospital and jail and most likely get bitten by one of our big, beautiful dogs that we have here. You're watching what's taking place out there. You're seeing police officers that are being attacked, being spit on, being being put in harm's way just for doing their jobs. You're seeing ICE agents that are being targeted for doing their jobs, and you're seeing obstructionists that are doing all of this, standing in the way of law and order. Not here, not in the state of Florida. All right, good. Florida, Pinekiai, the ayin, Shinny Jogale, Maruha, California, Mahopu. အဲ့ဒီတို့ကြမ်းတမ်းပုံကမှုမျိုးငါတို့ရဲ့ပြည်နယ်ဖလော်ရီဒါမှာလာလို့လို့မရဘူးငါတို့ပြည်နယ်ဟာစီလုံးညီညွတ်ကြပြီးအဲ့ဒါကိုအချမ်းဖက်ဖြိုခွင်းလာမယ်တွေ့ရလက်နှက်နဲ့ငါတို့ကိုပြစ်ခတ်မယ်ဆိုရင်တော့ဂုဏရဲချုပ်ပြော ပြောသွားခဲ့တယ်လို့နောက်ဆက်တွဲတွေခန်းစားရမှာဖြစ်ပါတယ်လို့အဆုံးသတ်ထပ်ပြောသွားခဲ့ပါတယ် We are not California. We do not allow rioting in the state of Florida. It's been four or five years now since the senator and her team passed the Anti Rioting Act in Florida. As always, we are proactive. And if you want to throw things at vehicles, rocks, or other objects, you're going to do time. If you want to light things on fire and put people in harm's way, you're going to do time. All right, thanks everybody. တချိန်တည်းမှာပဲလေဒီနေ့မှာတော့အမေရိကအရှိဗျာကနေအနောက်ဖြားအထိခိုးဝင်သူတွေနဲ့တချို့ Republican တွေပူးပေါင်းပြီးဘရင် စနစ်အလိုမရှိဆိုပြီးဆန္ဒပြပုံကန်နာတွေလုပ်ဖို့ရှိပါတယ်တိုက်တိုက်ဆိုင်ဆိုင်ပဲဒီနေ့ဟာ American စစ်တပ်ရဲ့နှစ်250ပြည့်ဖြစ်ပြီးသမ္မတဒေါ်နယ်ထရန့်ရဲ့86နှစ်မြောက်မွေးနေ့လည်းဖြစ်ပါတယ်ဆန္ဒပြသူတွေကတော့သမ္မတထရန့်ဟာအာဏာရှင်တစ်ယောက်ဖြစ်ကြောင်း ဒီမိုကရေစီကိုဆန့်ကျင်ပြီးတသွေးတသန်တမိန့်နဲ့အုပ်ချုပ်နေကြောင်းပြောဆိုဟစ်ကြွေးနေတာတွေကိုတွေ့ရပါတယ်။ကျေးဇူးတင်ပါတယ်ခင်ဗျာ။တည်င်းကတော့ဒီတော့ပါပဲ။နောက်နေ့တွေမှာလည်းအမေရိကရဲ့တည်င်းအမှန်များကိုစူးစမ်းပြီးတင်ဆက်ပေးသွားမှာဖြစ်လို့ကျွန်တော်တို့ရဲ့999 Burmese USA News YouTube channel လေးကိုတိုက်နှစ်သက်ခဲ့တယ်ဆိုရင် like and subscribe လုပ်ပေးခဲ့သွားပါ so please take care of yourself and each other bye bye organizers timed the protest to counter a massive military parade organized by the government to celebrate the army's 250th anniversary. With military vehicles and aircraft and thousands of soldiers. Every other country celebrates their victories. It's about time. America did too. That's what we're doing tonight. The parade also coincides with Trump's 79th birthday, which some protesters say was the real reason behind the event.